မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့မှာတော့ຫນွေရတိမအဖြစ်များတဲ့ယောဂါတွေအကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်နံပါတ်1ရီရခန်းချောက်ချင်းရီရခန်းချောက်ချင်းအကြောင်းရင်းကတော့အပူချိန်မြင့်မာတာရဲ့ရီတောက်နေရာဖြစ်ပါတယ်ရီရခန်းချောက်ချင်းရဲ့လက္ခဏာများဆိုရင်ရီငါချင်းခေါင်းကိတ်ချင်းအာနေချင်းနဲ့စီနေချင်းတို့ဖြစ်ပါတယ် ဤရခန်ချောက်ချင်းကိုဘီလိုကာကိုရမယ်ဆိုရင်တော့ကျွန်တော်တို့အေးမင်းများတောက်ရပါမယ်အပူဒံကိုရှောင်ရပါမယ်နံပါတ်2အပူရှက်ချင်းအပူရှက်ချင်းအဓိကဆောင်ရင်းကတော့အပူချိန်မြင့်မပြီးခန္ဓာကိုအေးခတ်မှုမရုံလောက်တာကြောင့်ဖြစ်ပါတယ်အပူရှက်ချင်းရဲ့လက္ခဏာများဆိုရင်ကိုပူမြင့်တဲ့ချင်းတတိလက်ချင်းခောင်းကွက်ချင်းနဲ့ပြူအန်ချင်းတို့ဖြစ်ပါတယ် အပူရှိချင်းကိုဘယ်လိုကကိုရမယ်ဆိုရင်တော့နေပူထဲမှာအကြာကြီးမနေပါနဲ့အဲများတဲ့နေရာမှာပဲအနာယူပါနံပါတ်3အစာအစိတ်တင်ချင်းအစာအစိတ်တင်ချင်းရဲ့အဓိကဆောင်ရင်းကတော့ကျွန်တော်နေ့စဉ်စားသုံးတဲ့အစာအစာတွေမှာပူမပါဝင်တဲ့အစာတောက်တွေကိုစားသုံးမိတာကြောင့်ဖြစ်ပါတယ်အစာအစိတ်တင်ချင်းရဲ့လက္ခဏာများဆိုရင်ဗိတ်အောင်ချင်းဝမ်ပြည့်ချင်းနဲ့အော်အန်ချင်းတို့ဖြစ်ပါတယ် အစာစိတ်အတင်းရှင်းတို့ကိုဘီလိုကာကိုရမယ်ဆိုရင်တော့တန်ရှင်းတဲ့အစာအစာကိုရွေးချယ်စားသုံးရပါမယ်အစာမစားခင်လစ်စီရပါမယ်နံပါတ်၄ဝမ်ပြက်ဝင်းရှောယောဂါဝမ်ပြက်ဝင်းရှောယောဂါရဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့နေ့စဉ်စားသုံးတဲ့ရည်နဲ့အစာတောက်တွေကနေပူမှော်ကိုစစ်တာကြောင့်ဖြစ်ပါတယ်ဝမ်ပြက်ဝင်းရှောယောဂါရဲ့လက္ခဏာများဆိုရင်ဝမ်အရည်ကျဲသွားခြင်းနဲ့ဘယ်အောင်ချင်တို့ဖြစ်ပါတယ် ဝန်ပြေဝန်ရှိုယကကိုဘလကကိုရမယ်ဆိုရင်တော့ကျွန်တော်တန်ရှင်းတဲ့ဤကိုတော့ရပါမယ်လက်ကိုမကြခနစီစောရပါမယ်နံပါတ်၅မျက်စိနာချင်းမျက်စိနာချင်းရဲ့အဓိကအကြောင်းရင်းကတော့ virus bacteria နဲ့အတမတဲမှုတွေကြောင့်ဖြစ်ပါတယ်မျက်စိနာချင်းရဲ့လက္ခဏာများဆိုရင်မျက်စိနာရာရရန်တာနဲ့မိကျချင်းတို့ဖြစ်ပါတယ်မျက်စိနာချင်းကိုဘယ်လိုကကိုရမယ်ဆိုရင်တော့မျက်လုံးကိုလက်နဲ့မကင်ပါနဲ့ တန်ရှင်းတဲ့အဝင်နဲ့တုတ်ပါနံပါတ်6ရှင်းချောက်ဖြစ်တဲ့ယောဂရှင်းချောက်ဖြစ်တဲ့ယောဂဆိုရင်ဥပမာပြောရမယ်ဆိုရင်တွေးရင်တုတ်ကွဲနဲ့ငှက်ပြယောဂတို့ဖြစ်ပါတယ်၎င်းတို့ရဲ့လက္ခဏာများဟာဆိုရင်အဖျားတခြင်းကိုယ်လက်ကဲခြင်းတို့ဖြစ်ပါတယ်ရှင်းချောက်ဖြစ်တဲ့ယောဂကိုဘယ်လိုကာကွယ်ရမယ်ဆိုရင်တော့ရှင်းကဲမခံပါနဲ့ရှင်းတောင်းနဲ့အိုက်ပါနံပါတ်ခွေအာရီပြပြဒနာများ ဥပမာပြောရမယ်ဆိုရင်အေးပြည့်ပြည့်တနာများဟာနေလောင်ခြင်းနဲ့အတ္တမတည့်မှုတွေဖြစ်ပါတယ်။အေးပြည့်ပြည့်တနာရဲ့လက္ခဏာများဆိုရင်အေးပြားနေခြင်း၊ရရန်ခြင်းတို့ဖြစ်ပါတယ်။အေးပြည့်ပြည့်တနာကိုဘလောက်ကောရမယ်ဆိုရင်တော့နေလောင်ခရင်ကိုလည်းရပါမယ်။ချွေချွေအမြိုင်းရေချွေရပါမယ်။၎င်းတို့အားလုံးကိုခြုံငုံပြီးကောက်ွေနီးပြောရမယ်ဆိုရင်တော့ကျွန်တော်နံပါတ်1 ရေမြမြတောက်ပါနံပါတ်2တန်ရှင်းတဲ့အစာအစာကိုရွေးချယ်စာ၃ပါးနံပါတ်3လက်ကိုမကြခဏအစီကြောပါနံပါတ်4နိပုတ္တကိုအကြာကြီးမနေပါနဲ့နံပါတ်5ချင်းကိတ်မခံပါနဲ့မဆွေတို့နေရတဲ့မှာကျင်းမာရေးကိုအထူးကရွစိတ်ပြီးယောဂတွေကိုကာကွယ်နိုင်ဖြုအရှင်ပြုလိုက်ပါတယ်မဆွေတို့ကျွန်တော်ရဲ့ channel လေးဟာအပစင်ဘောဓုရာတွေကိုတင်ဆက်ပြနေတဲ့ channel လေးဖြစ်ပါတယ်ဒီ video လေးကနေမဲ့ဆွေဘုဒ္ဓတတစုံတစ်ခုရခဲ့ရဲဆိုရင်ဒီ channel လေးကို like comment နဲ့ subscribe တို့ဖြင့်အပီးခဲ့လို့ရပါတယ် thank you see you next videos